မင်္ဂလာပါအခင်အားစပွန်ရဲ့ Champion League 16တင်းရှုံထွက်အဆင့်ဒုတိယအကြော့ပွဲစဉ်တွေပွဲကြုံ၃ချက်စီစဉ်နေပြန်လည်ပြီးတော့ကြိုးစားလိုက်ပါတယ်ကျွန်တော်ကတော့ AI host ကောင်းခန်းနိုင်ဖြစ်ပါတယ် မင်္ဂလာပါကျွန်တော်တို့မြန်မာလည်ရင်ကစားမဟောင်းတထောင်ဖြစ်ပါတယ်ကိုကြီးဒီတခေါက်ဒါကျွန်တော်တို့ပွဲစဉ်ဒါ16သင်းရှုံထွက်အဆင့်ပွဲစဉ်ရဲ့ဒါကျွန်တော်ဒုတိယအချော့ပွဲစဉ်တွေထဲမှာပထမအချော့ကလည်းဒါကျွန်တော်တို့ဒါချန်ပီယံလေးကိုကြီးရတာဒါအနိုင်ရှုံးတွေတဲခွဲခဲ့တယ်ဗျာအရင်ကြီးကျွန်တော်တို့ဒါတေးရီပွဲစဉ်ဆိုတာခက်ရှာရှာဖြစ်ခဲ့တယ်ဆိုတဲ့အနေအထားတစ်ခုမှာဒီပွဲစဉ်ကလည်းဒါရှေ့မှာအနိုင်ရှုံးတဲခွဲခဲ့တယ်လို့ဒါပွဲကြီးပွဲကောင်းတစ်ပွဲလည်းဖြစ်ခဲ့တယ်ဒုတိယအချော့မှာလည်းပို့ပြီးတော့ဒါမြန်မြန်ဆန်ဆန်ဖြစ်လာမဲ့ပွဲစဉ်တစ်ပွဲတော့ကျွန်တော်ထပ်မှတ်ပြီးရွေးချယ်ပေးထားတယ်ဘယ်ပွဲစဉ်လေးများဖြစ်မလဲဆိုလည်းပြ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 အောင်ဗျာ ဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်ကတော့အခုလာမယ့်ဘော်ဒူးနေည2နာရီခွဲမှာရှင်မြန်ကစားမယ်ချန်ပီယံလိ16သင်းအဆင့်ဒုတိယကြော့ပွဲစဉ်ဖြစ်ရှင်မြန်ကစားမယ်မက်ထရစ်ဒါဘီဖြစ်ရှင်မြန်ကစားမယ်အတလတီကိုမက်ထရစ်အသင်းနဲ့ရီယယ်မက်ထရစ်အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ခင်ဗျာပထမအကြော့မှာတော့ဒါရီယယ်မက်ထရစ်အသင်းကဒါကျွန်တော်အသာစီရယူနိုင်ခဲ့ပြီးတော့ဒါ2-1ဆိုတဲ့ရာလက်တစ်ခုနဲ့အနိုင်ရရှိခဲ့တယ်ဆိုတော့ဒီတစ်ခေါက်မှာရောအတလတီကိုမက်ထရစ်အသင်းအနေနဲ့တို့ရဲ့အိမ်ကွင်းမှာဘယ်လောက်ထိလုံးပြနိုင်မလဲဒါစပိန်အချင်းချင်းတွေးတဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အတွက်ဒါကျွန်တော်လာလီကာပွဲစဉ်ရဲ့ပွဲကောင်းတစ်ပွဲကိုကြီးရတယ်လို့မျိုးများဖြစ်လာမှာဒါမဟုတ်ချန်ပီယံလိရဲ့ထုံးစံအတိုင်းတကယ်အသင်း င်းကောင်းတွေကြီးပဲရှင်ပြိုင်ရတဲ့အခါမှာဒါကျွန်တော်ပုံမှန် league ပြိုင်ပွဲတွေနဲ့ကွဲထွက်တဲ့ပုံစံတစ်ခုကိုကျွန်တော်ထပ်မံပြီးတော့မြင်တွေ့လာရနိုင်မလားဆိုတာတွေအပြင်ဦးမှာဒီနေ့ပွဲစဉ်မှာတော့နှစ်ဖက်စလုံးအသင်းတွေမှာ chance တွေကိုစီရှိနေတာဖြစ်တဲ့အတွက်တကယ်လို့ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာဖို့ရှိပြီးဒီနေ့အသင်းရဲ့ရှေ့ရပွဲစဉ်တွေရဲ့ရလဒ်တွေနဲ့အတူပဲဆက်လာကြအောင်မင်္ဂလာပါအခရာစပေါ့ရဲ့ချစ်ပရိသတ်များခင်ဗျဒီနေ့စီစဉ်ကို Wise မှပံ့ပိုးပေးတာမျိုးအာကာသကိုစိတ်ဝင်စားသူတွေအတွက်အထူးသတင်းကောင်းပါလာပါတယ် အားကစားပွဲစဉ်တွေကိုပုံမဆင်းလုံရှားစွာခံစားနိုင်မှုအတွက် One Ace application နဲ့မှာ promo code အခရာနဲ့အခရာ swap ကိုအသုံးပြုပြီးအကောင့်တွေဖွင့်လိုက်တာနဲ့ပဲပထမငွေဖြင်းမှုမှာအများဆုံးဒေါ်လာ130နဲ့ညီမာတယ်မြန်မာကျပ်ငွေအထိစုရေးဖြင့်ပြန်လည်ရယူနိုင်မယ်ဆိုတော့တကယ့်ကို အခွင့်အရေးကောင်းပါပဲငွေသွင်းငွေထုတ်လည်းအလွယ်တကူလင့်မြန်စွာပြုလုပ်နိုင်ပြီးတက်ဆိုင်ရာအေးချင်များမှာတဆင်ဖြစ်စေ WISE ရဲ့ payment system ကိုအသုံးပြုရဖြစ်စေတိစိကြအစီအမံဆုံးနည်းနဲ့လုံခြုံစိတ်ချစွာလုပ်နိုင်ပါတယ် ပရိုမိုကုတ်ကိုဗီဒီယိုရဲ့ comment box မှာထည့်ပေးထားမယ်ဆိုတော့ဝင်ရောက်ကြည့်ရှုပြီးအခွင့်အရေးကောင်းလက်လွတ်မခံပဲအခုပဲစော်ကစားနိုင်ကြပါပြီခင်ဗျာအားလုံးပဲကံကောင်းပါစေအောင်မြင်မှုတွေနဲ့ ြည့်စုံပါစေခင်ဗျာဟုတ်ကဲ့ပါကွေဒီနေ့သင်ရဲ့ကျွန်တော်ဒီပွဲစဉ်နဲ့ရှေးရရက်တွေကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒီ ancient athletico matric ကိုနည်းနည်းလေးခုနောက်ပိုင်းပွဲစဉ်တွေမှာရုံးကန်နေရကျွန်တော်တွေးခဲ့ရတယ်နောက်ဆုံးနှစ်ပွဲဆက်တိုက်ရှုံးထားရပါတော့ real matric ကိုကျွန်တော်ဒီပထမကြော့ champion league ပွဲစဉ်မှာရှုံးထားလဲတွေ့ရသလိုပြီးခဲ့တဲ့ကျွန်တော်ဒီတင်းနေနေရရှင်မြန်ကစားတဲ့ guitar fee နဲ့ပွဲစဉ်မှာလည်းနှစ်ကိုးတစ်ကိုးနဲ့ကျွန်တော်ဒီရှုံးနေထားတာတွေ့ရတယ်ကတစ်ဖက်က real matric ကတော့နောက်ဆုံးနှစ်ပွဲမှာတော့သူဒီ athletico matric ကို champion league ပထမကြော့မှာနှစ်ကိုးတစ်ကိုးနဲ့နိုင်သလို valicano ကိုလည်းပြီးခဲ့တဲ့ကျွန်တော်ဒီ spain la liga ပွဲစဉ်မှာနှစ်ကိုးတစ်ကိုးနဲ့နိုင်ခဲ့တယ်အဲ့ဒီမတိုင်ခင် real betis နဲ့ပွဲစဉ်မှာတော့နှစ်ကိုးတစ်ကိုးနဲ့ရှုံးတာတွေ့ ွေးခဲ့ရဆိုမှနောက်ဆုံး၅ဘောမှာသူတို့၄ဘောထိနိုင်ခဲ့တယ်ဗျအဲ့တော့နိုင်ခဲ့တဲ့၄ဘောလုံးမှာလည်းအတွင်းကိုတွေရရှိတာဆုံးဆောင်ထားနိုင်လို့ real betting နဲ့ရှုံးတဲ့ဘောမှာလည်းအတွင်းကိုတွေရရှိအောင်ဆွမ်းဆောင်ထားနိုင်ခဲ့တယ်တစ်ဖက်က athletic metric ကလည်း throwing လကောင်းနောက်ဆုံး၅ဘောစတိုင်အတွင်းကိုတွေရရှိအောင်ဆွမ်းဆောင်ထားနိုင်တယ်ကျွန်တော်တွေးကြရတယ်အဲ့ဒီတချင်တွေ့လာတဲ့ matrix derby မှာကြတော့ကျွန်တော်တို့ဘာတွေများထပ်ပြီးတော့ထူးခြားစရာတွေတွေ့လာနိုင်ရမလဲပထမအကြော့မှာတော့ real matrix က၂ဂိုးတိုးနဲ့အင်ကွင်းမှာနိုင်သွားတာမှန်တယ်ဒါပေမဲ့ဒုတိယအကြော့မှာလည်း athletic metric ကလည်းကျွန်တော်ပထမအကြော့ကဂိုးပြတ်မရှုံးထားတဲ့အနေအထားကြောင့်သို့တည်လည်းဒီပွဲမှာနိုင်လဲတဲ့ဆိုရင်တော့နောက်တစ်ဆင့်တက်ဖို့အတွက်အချင်းမူတွေ penalty သွားရမယ်ဆိုတဲ့အနေထားလေးကိုထပ်ပြီးတော့ကြုံလာဖို့ရှိမယ်အဲ့တော့ဒီပွဲစဉ်တွေမှာကျွန်တော်ဒီပထမအကြောအပွဲစဉ်လိုပဲ Real Madrid ကထပ်ပြီးတော့အသာစီးရမှာဒါမှမဟုတ် Atletico Madrid ကပဲဒီရသည် Real Madrid နဲ့တွဲဆုံတဲ့ပွဲစဉ်တွေတိုင်းမှာအသာစီးမရခဲ့တဲ့နိုင်ပွဲမရရှိခဲ့တဲ့စံညုံချိုးဖြတ်သွားနိုင်မှာဒါမှမဟုတ်ကျွန်တော်ဒီ Real Madrid ကပဲ Champions League မှာ Atletico Madrid နဲ့တွဲဆုံတဲ့အတိုင်းကြော်ဖြတ်ပြီးတော့နောက်တစ်ဆင့်တက်နိုင်တယ်ဆိုတဲ့သူတို့ရဲ့စံညုံကောင်းတစ်ခုဆက်ပြီးထိန်းသိမ်းနိုင်မလားဒါကို Atletico Madrid ကပြန်ပြီးတော့ဒီဒီတစ်ချိန်မှာတော့ဗောနော်ကျွန်တော်ပြန်ပြီးတော့ပြောင်းပြန်လှန်နိုင်မလားအဲ့ဒီတွေကအဆက်စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲစဉ်တွေပဲဖြစ်နေပါတယ်ခင်ဗျ ဟုတ်ကဲ့ကိုကြီးဆိုတော့အတလတီကိုမက်ဒရစ်အသင်ကတော့နောက်ဆုံးနှစ်ပွဲဆက်တိုက်သူတို့ရှုံးနေထားတယ်ဆိုတဲ့အနေအထားတစ်ခုကနေပြန်လာဖို့အတွက်ကြိုးစားကြရမှာဖြစ်ပြီးတော့တစ်ဖက်က Real Madrid အသင်ကတော့ဒါကျွန်တော် Real Betis အသင်နဲ့ဒါရှုံးနေခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ဒါနှစ်ပွဲဆက်တိုက်သူတို့ပြန်ပြီးတော့နိုင်ပွဲရရှိထားတယ်ဆိုတော့တစ်ခုရှိတာကနှစ်သင်းစလုံးကဒါကျွန်တော်နောက်ဆုံးပွဲစဉ်တွေနှစ်ပွဲဆက်တိုက်မှာဒါ2-1ဆိုတဲ့ရလဒ်တင်နဲ့ပဲဒါကျွန်တော် Atletico Madrid အသင်ကရှုံးနေထားသလိုတစ်ဖက်က Real Madrid အသင်ကလည်း2-1ဆိုတဲ့ရလဒ်တင်နဲ့ပဲအနိုင်ရရှိထားတာကိုတွေ့ရတယ်ဗျဆိုတော့ဒါကိုချီးကျင်းအပြင်သူတို့ရဲ့တိုက်စစ်ကလည်းဒါဂိုးသွင်းယူနိုင်စမ်းရှိသလို စစ်ပိုင်းကလည်းဒါဂိုးတွေပြန်ပြီးတော့ပေးရတာကိုကျွန်တော်နှစ်သင်းစလုံးရဲ့ဒါနှစ်ပွဲစလုံးမှာကျွန်တော်တွေ့ရှိခဲ့ရတယ်ဗျဆိုတော့ဒီအနေအထားကြီးကြောင့် Real Madrid အသင်းကဒါ Atletico Madrid အသင်းနဲ့တွေ့ဆုံတဲ့ပွဲစဉ်တွေအတိုင်းမှာသူတို့အနေနဲ့ဒါဒီယာဒီမာရောဒါရှေ့မာရောဒါတည်ရီတွေချခဲ့တယ်ဆိုပေမဲ့ဒါကျွန်တော်တို့ Champion League မှာတော့ Real Madrid အသင်းကထုံးစံအတိုင်းပဲ Atletico Madrid အသင်းကဒါပထမအကြိုကရာလက်တစ်ခုကိုသူတို့ပြောင်းပြန်လှန်နိုင်တဲ့ဒါအနေအထားတစ်ခုကိုသူတို့ဖော်ဆောင်နိုင်မလားတစ်ဖက်က Real Madrid အသင်းကတော့ဒါ Champion League ရဲ့ထုံးစံအတိုင်းသူတို့ Atletico Madrid အသင်းကိုပထမအကြိုကလိုရာလက်မျိုးတစ်ခုနဲ့အကောင်းဆုံးကျော်ဖြတ်သွားနိုင် ုင်မလားဆိုတော့လည်းဆက်လက်စောင့်ကြည့်ရမှာလည်းဖြစ်ပါရဲ့ဗျ ဟုတ်ကဲ့ပါကိုကြီးကျွန်တော်တို့ဒါ Real Madrid အသင်းနဲ့ဒါ Atletico Madrid အသင်းတို့ကဒါရှေ့မှာလဲသူတို့အနေနဲ့ La Liga မှာလဲထိတိုက်တွေ့ဆုံခဲ့ဘူးတာကြီးရှိပြီးသွားပြီ။ဒီအသင်းမှာလဲသူတို့အနေနဲ့ဒါပထမအကြော်ဒုတိယအကြော်တွေ့ဆုံခဲ့ပြီးသွားပြီ။ဒါပေမဲ့ La Liga မှာတော့ဒီနှစ်သင်းကဒါပြန်ဆိုင်မှုပြင်းထန်လာတဲ့အကြီး Atletico Madrid အသင်းကလဲဒါ La Liga မှာသူတို့အနေနဲ့ပုံစံကောင်းတစ်ခုကိုပြသထားနိုင်တယ်။ခုချိန်ကြီးလဲဒါပြသထားနိုင်စေပဲလို့ပြောလို့ရတဲ့အနေအထားတစ်ခုကြောင့် Real Madrid အသင်းအနေနဲ့ Atletico Madrid အသင်းကို La Liga မှာတော့သူတို့ကြော်ဖြတ်ဖို့ရခက်ခဲခဲ့တယ်။ဒီအသင်းမှာတော့နှစ်ကြော်စလုံးသူတို့ဒါတေးရလက်ထွက်ပေါ်ခဲ့သလိုဒါ Champions League မှာကတော့ဒါ Real Madrid ရဲ့ထုံးစံဒါ Atletico Madrid အသင်းကိုပထမအကြော့မှာဒါ2-1ဆိုတဲ့ရာလက်တစ်ခုနဲ့ကြော်ဖြတ်ခဲ့တယ်ဗျဒါပေမဲ့ကျွန်တော်တို့ဒါ2-1ဆိုတဲ့ရာလက်တစ်ခုကအချိန်မရွေးဒါကျွန်တော်တို့ဒူရဲ့အကြော့မှာပြန်ပြီးတော့ပြောင်းပြန်လှန်သွားနိုင်တဲ့ဒါအနေအထားတစ်ခုရှိတယ်ဆိုတော့တို့ရဲ့ထိတ်တိတ်တွဲဆမှုတွေကကျွန်တော်ဘယ်လိုကောက်ချက်တွေများထုတ်လို့ရမလဲဗျဟုတ်ကဲ့ပါကွဒီနေ့တင်းရဲ့ကျွန်တော်တို့ထိုက်တဲ့တွဲဆမှု head to head အနေအထားတွေကိုကြည့်မယ်ဆိုတော့နှစ်တင်းလုံးကကျွန်တော်တို့နောက်ဆုံးပြိုင်ပွဲဆက် ပြိုင်ပွဲစုံပေါ့နော်ပြိုင်ပွဲစုံကိုကျွန်တော်တို့ငါးပွဲမှဆိုရင်တော့နှစ်သိန်းလုံးကညီတူညီမျှပဲဗျတစ်ချိန်စီနိုင်တာတယ်၃ချိန်ထိတည်ကြခဲ့တယ်အဒီယာဒီမှာလည်းသူတို့တွေ့ဆုံခဲ့တာဒီအခုပွဲစဉ်မတိုင်ခင်ဆုံး၃ချိန်ရှိပြီလာလီဂါနှစ်ကျော်လုံးမှာတော့တကူးစီတည်ကြပြီးတော့ပထမကျော့ရီယယ်မက်ထရစ်နဲ့ချန်ပီယံလိပွဲစဉ်မှာတော့ရီယယ်မက်ထရစ်ကနှစ်ကိုတကူးနဲ့နိုင်တယ်အခုတကျော့အတလီကိုမက်ထရစ်အသင်းမှာပြန်ပြီးတော့ရှင်းမြန်ကစားမယ်ဒါဆိုရင်ဒါဒီယာဒီရဲ့၄ချိန်ညောင်သူတို့တွေ့ဆုံမှုဗျအဲ့တော့ပြီးတော့ဒီချန်ပီယံလိကကျွန်တော်ဒီပွဲစဉ်နေတိုင်းမှာပြန်ပြီးကြည့်မယ်ဆိုရင်အတလီကိုမက်ထရစ်အသင်းရဲ့အိမ်ကွင်းမှာဆိုရင်တော့ရီယယ်မက်ထရစ်ကအနိုင်ရရှိထားတဲ့စက်ငင်းတော့မရှိဘူးနှစ်ချိန်တွေ့ဆုံမှုတဲ့ကျွန်တော်ဒီအတလီကိုမက်ထရစ်အသင်းရဲ့အိမ် င်ခုမှဆိုဒီ Champion League ရှုံးထွက်အဆင့်နေကျွန်တော်ဒီ Champion League ပွဲစဉ်နေမှာဆိုရင်တကြိမ်ကတကူမရှိသေးကြတယ်တကြိမ်က Atletico Madrid က2ဂိုးတကူနဲ့နိုင်အဲ့လိုပဲပြိုင်ပွဲစုံနောက်ဆုံး3ပွဲဆက်တိုက် Atletico Madrid တင်းရဲ့အိမ်ကွင်းရလက်ကိုကြည့်မယ်ဆိုလဲ Atletico Madrid တင်းကနောက်ဆုံးပြိုင်ပွဲစုံ3ပွဲဆက်တိုက်မှာ2ပွဲနိုင်တပွဲတည်ဆိုတဲ့ရလက်ကိုကျွန်တော်တွေ့ထားရတယ်ဗျအဲ့တော့ Real Madrid အနေနဲ့တော့ Atletico Madrid တင်းရဲ့အိမ်ကွင်းမှာဆိုတော့နည်းနည်းရုန်းကန်တာတွေ့ရတယ်သူ Champion League ကနေအမြဲတမ်း Atletico Madrid တင်းကိုကြော်ဖြတ်ပြီးတော့နောက်တစ်ဆင့်တက်ရောက်သွားတဲ့ပွဲစဉ်တွေဆိုရင်တော့သူဒီအိမ်ကွင်းအားသာချက်ကိုအသုံးချပြီးအဝေးကွင်းမှာဆိုရင်ကျွန်တော်ဒီ Atletico Madrid အသင်းအနေနဲ့ပြောရမယ်ဆိုတော့ကျွန်တော်ဒီအနည်းဆုံးသိရ ဒါမှမဟုတ်အတူမတူသင်ရဲ့အနိုင်ပွဲတွေကိုပဲကျွန်တော်ကြော်ဖြတ်ပြီးတော့မှတို့နောက်တစ်ဆင့်ကိုတက်ရောက်သွားတာဗျအဲ့တော့အခက်မသိရင်ဒီပွဲစဉ်မှာလည်းအတူမတူသင်ကထွန်းကြီးလက်ကောင်းပဲပထမကြောကလိုရလက်တိုင်းဒါမှမဟုတ်ပထမအကြောကလိုပဲ real metric ကိုတကိုးသားလုံးနဲ့နိုင်အချိန်မူပိုင်နေဒီဒီထိရောက်ပြီးတော့အချိန်မူပိုင်နေဒီကြောက်မှာပဲ real metric ကနောက်တစ်ဆင့်ကိုထပ်တက်သွားတယ်ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်အတူမတူသင်ကလည်းဒီရာဒီမှာတို့ရဲ့ ထမအဆုံးပေါ့နော်ပထမအချိန်အဖြစ်ပေါ့ချန်ပီယံလိပြိုင်ပွဲမှာရီယယ်မက်ဒရစ်နဲ့ဆုံတွေ့တိုင်းမှာနောက်တစ်ဆင့်ကိုကြော်ဖြတ်သွားနိုင်တယ်ဆိုတော့အနေထားလေးတစ်ခုကိုများဖော်ဆောင်နိုင်မလားပေါ့နော်အဲဒါမှမဟုတ်ကျွန်တော်ချန်ပီယံလိရဲ့အောင်မြင်ဆုံးဖြစ်တဲ့ရီယယ်မက်ဒရစ်အသင်းရမယ်အတလီကိုမက်ဒရစ်နဲ့တွေ့ဆုံနိုင်တိုင်းမှာကြော်ဖြတ်ပြီးတော့နောက်တစ်ဆင့်ကိုတက်ရောက်နိုင်တယ်ဆိုတော့သူတို့ရဲ့ဆန်ကျင်ကောင်းတစ်ခုကိုပဲထပ်ပြီးတော့ထိမ့်သိမ်းသွားမလားအဲ့လေစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ခင်ဗျ ဟုတ်ကဲ့ပါကွေဒါဆိုတို့ရှင်းရထိတ်တိုက်တွေးဆမှုတိုင်းမှာတော့ဒါအတလတီကိုမက်ဒရစ်အသင်းရဲ့အိမ်ခွေးမှာရီယယ်မက်ဒရစ်အသင်းကတော်တော်လေးကိုယုံကန်ရတဲ့အနေအထားတစ်ခုတော့ကျွန်တော်မြင်တွေ့ရတယ်ဆိုတော့နောက်ဆုံးပွဲစဉ်တွေမှာကြည့်မယ်ဆိုလို့ရှိရင်တော့ဒါအတလတီကိုမက်ဒရစ်အသင်းရဲ့အိမ်ခွေးမှာဒါရီယယ်မက်ဒရစ်အသင်းကအနိုင်ရရှိတယ်ဆိုတော့တော်တော်လေးကိုရှားပါးခဲ့တယ်ဗျဒီအနေအထားတစ်ခုကြောင့်ရီယယ်မက်ဒရစ်အသင်းကပထမအကြော့မှာတို့ရဲ့အိမ်ခွေးမှာအနိုင်ရရှိခဲ့တယ်ဆိုပေမဲ့ဒီဒုတိယအကြော့အတလတီကိုမက်ဒရစ်အသင်းရဲ့အိမ်ခွေးမှာတော့တို့အနိုင်ရလက်တစ်ခုဖော်ဆောင်နိုင်ပါမလားဆိုတာကတော့စိုးရင်စရာတစ်ခုရှိတယ်ဒါမှမဟုတ်ရင်ဒီအားဒီကျွန်တော်တို့ရှေ့မှာလာလီကာနှစ်ပွဲထိတ်တိုက်တွေးဆမှုလိုမျိုးတည် ရလက်တစ်ခုကိုများဒါ Real Madrid အသင်းကဖော်ဆောင်နိုင်မလားအကယ်၍ Real Madrid အသင်းကတရရလက်တစ်ခုကိုဖော်ဆောင်နိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒါ North Division ကိုတလန်သွားမှာဖြစ်ပြီးတော့အကယ်၍ Atletico Madrid အသင်းကသူတို့ရဲ့အိမ်ခွင်းအားသာချက်တစ်ခုကိုအကောင်းဆုံးအသုံးချပြီးတော့ဒါကျွန်တော်တို့နိုင်ပွဲတစ်ပွဲကိုတောင်ဖော်ဆောင်နိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့တကူအသာလုံးနိုင်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်အချိန်ပိုပနဒီရီထိဆက်ပြီးတော့ကြည့်ရမှာဖြစ်ပြီးတော့အကယ်၍ဒါ Atletico Madrid အသင်းကနှစ်ကူအသာလုံးနဲ့ဒါကျွန်တော်တို့အနိုင်ရရှိခဲ့မယ်ဆိုရင်တော့ Real Madrid အသင်းကဒါဒီပြိုင်ပွဲကနေနှုတ်ဆက်ထွက်ခွာသွားရနိုင်ခြင်းရှိတယ်ဗျဆိုတော့ဒါကျွန်တော်ပထမအကြောမှာတကူအသာနဲ့အနိုင်ရရှိခဲ့တယ်ဆိုတော့အနေသားတကူ ကဒုတိယအကြော့မှာဒါကျွန်တော်ချိန်မီွေးဒါကျွန်တော်ဖြစ်ရှင်တာဖြစ်သွားနိုင်တယ်ဆိုတော့အနေထားတစ်ခုကြောင့် Real Madrid အသင်းဘက်ကတော့အရင်ကြီးကျွန်တော်ယုံကြည်စိတ်ချထားလို့တော့မရအောင်နောက်တစ်ခုက Atletico Madrid အသင်းရဲ့ဒါကျွန်တော်တို့ခန်းစစ်ကစားပုံကတော်တော်ကြီးကိုထိုးဖောက်ဝါခတ်တယ်ဆိုတော့အနေထားတစ်ခုနဲ့ Real Madrid အသင်းရဲ့တိုက်စစ်ပိုင်းဆိုင်ရာအရာမှာအချိန်မီွေးတော့တို့အနေနဲ့ counter attacking နဲ့အရင်ကောင်းတဲ့အသင်းဖြစ်တဲ့အတွက်ဒါကျွန်တော် twin goal တွေအချိန်မီွေး twin ယူသွားနိုင်တယ်ဆိုပေမဲ့ဒါကျွန်တော်တစ်ဖက်က Atletico Madrid အသင်းရဲ့ခန်းစစ်ချစ်လက်ပုံကတော့ကျွန်တော်တို့အရင်ကြီးတော့ short ထားလို့တော့မရအောင်ဆိုတဲ့အနေထားတစ်ခုပြ Real Madrid အသင်းအနေနဲ့ကတော့ခက်ခဲမဲ့ပွဲစဉ်တစ်ပွဲကိုတော့ထပ်ပံပြီးတော့ 叫皮亚布嘞，西凉嘛，皮巴。 ဟုတ်ကဲ့ပါဘုရားကျွန်တော်ဒါ Real Madrid အသင်းဘက်ကတော့ဒီနေ့ပွဲစဉ်မှာသူတို့အနေနဲ့ဒဏ်ရာရကစားသမားဟိုမှာအဓိကကစားသမားတွေဒဏ်ရာရရှိနေရဲဆိုတော့အဓိကအနေနဲ့ဂိုးသမားကျွန်တော်ဒဏ်ရာရရှိနေရဲအပြင်မှာတခြားကျွန်တော်ခန်ဆယ်ပိုင်းဆိုင်ရာအရာမှာကိုခွင်းလဲပိုင်းဆိုင်ရာအရာမှာဒဏ်ရာပြဿနာလေးတွေရှိနေအောင်ကျွန်တော်တွေ့ရတယ်တစ်ဖက်က Atletico Madrid အသင်းကတော့ဒါသူတို့ရဲ့ကစားသမားတယောက်လောက်ပဲဒဏ်ရာရရှိနေရဆိုတော့သူတို့အနေနဲ့အကောင်းဆုံးကြစ်လက်တဲ့လူစင်းတစ်ခုတော့ထုတ်လာနိုင်ဖို့ရရှိတယ် Real Madrid အသင်းကရောဒီ Atletico Madrid အသင်းကိုသူတို့အနေနဲ့ကြော်ဖြတ်သွားနိုင်ဖို့အတွက်အကောင်းဆုံးဆိုတဲ့လူစင်းရောဘယ်လိုပုံစံမျိုးဖြစ်လာနိုင်မလဲဗျာ ဟုတ်ကဲ့ပါကိုဒီပွဲစဉ်ကကျွန်တော်ဒီနှစ်သင်းရဲ့လူစင်းရတော့ဒန်ရစင်းနဲ့ကျွန်တော်ဒီပွဲပဲပြတယ်မှာတော့ရီမတ်ထစ်မှာတော့ကျွန်တော်ဒီဘယ်လင်ကန်တို့ပါပြန်ပြီးတော့ဒီပွဲစဉ်ကပြန်ပါဝင်လာနိုင်မယ့်အနေအထားလေးရှိတယ်။ဒါပေမဲ့ဒန်ရစင်းမှာတော့ထပ်ပြီးတော့ရှိနေတော့မယ့်ပြတော်တော်များများကစားသမားတွေကအဓိကကုသမဖြစ်တဲ့ကျွန်တော်ဒီ contract ဆိုရင်ဒီပွဲစဉ်အတွက်ကျွန်တော်ဒီကြက်ခိုင်မှုမပြေဝါလေးပြဿနာပေါ့နော်အဲ့လေးရှိနေတယ်။အဲ့တော့ဒီပွဲစဉ်အတွက်ပါဝင်ပြီးတော့ line နဲ့ပွဲထွက်လာပါတော့ဒါမှမဟုတ်ကျွန်တော်ဒီအရင်ကုသမဖြစ်တဲ့လူနေကိုထပ်ပြီးတွေ့ရမလားအဲ့လေးစောင့်ကြည့်ရဖို့ရှိမယ်။နောက်ထပ် cancel တန်းကကျွန်တော်ဒီ malita တို့ပြီးတော့ cover hair တို့ကျွန်တော်ဒီ valley joe တို့ဒါတွေအကုန်လုံးဒန်ရပြဿနာကြောင့်ဒီပွဲစဉ်ကိုထပ်ပြီးလွှတ်ချုပ်ဖို့ရှိသလိုကျွန်တော်ဒီ queen level က save Lopez လောလည်းလေလေချုပ်ဝေးရှိမယ်။ Rudiga ကလည်းပထမကြုံမှာကစားနိုင်တယ်ဆိုပေမဲ့ပြီးခဲ့တဲ့ပွဲစဉ်မှာတော့ကျွန်တော်ဒီ Velecano နဲ့ပွဲစဉ်မှာအဖျားဝေးစနာကြောင့်မပါဝင်နိုင်ဘူး။အဲ့တော့ဒီအခုကစားမဲ့ Atletico Madrid နဲ့ပွဲစဉ်မှာ Rudiga ကိုပြန်ပြီးတော့အဖျားတန်အဖျားဝေးစနာရင်တက်တာပြီးတော့ကျွန်တော်ဒီပွဲစဉ်မှာပွဲထွက်လာနိုင်ပါမလားဆိုတဲ့တန်တရားလေးတော့ရှိမိတယ်ဗျ။အဲ့တော့ Atletico Madrid ဘက်ကိုပြန်ချင်မှာ Atletico Madrid အသင်ကသူတို့အသင်ရဲ့အသင်းကောင်းဆုံးအဓိကကွင်းလဲကစားသမား Cookie ကလည်းကျန်တဲ့ကစားသမားအကုန်လုံးဒီပွဲစဉ်ကိုကျွန်တော်ဒီ MP RB ကစားနိုင်မယ့်နေထိုင်လေးမှာရှိတယ်။အဲ့တော့လူစင်းနဲ့ကျွန်တော်တို့ဒန်ရဆင်းရတော့ရီမက်ထရစ်အသင်းအောင်နည်းနည်းလေးပို့ပြီးတော့အားနည်းနေရတွေ့ရရဆိုပေမဲ့လေဒီရီမက်ထရစ်အသင်း င်းမှာဒီတန်ရကစားသမားတွေကိုဖယ်လိုက်ရင်တော့ရှီရင်ဆွဲကစားသမားတွေကအကောင်းဆုံးတုံ့ပြန်ကစားနိုင်တဲ့အနေအထားမှာရှိရဆိုတော့အရင်တော့ဆူဆူဝါးတွေတော့တည်တည်တတ်အာနေသွားမယ်အနေအထားတော့မရှိဘူးဗျအဲ့တော့ဖြစ်နိုင်မွေလူစင်းကိုကြည့်ရမယ်ဆိုတော့ပထမကြောက်ရ line နဲ့အတိုင်းပဲအပြောင်းလဲအချို့လို့ပြီးတော့နှစ်သိန်းတော့ပွဲထွက်လာဖို့ရှိမယ်နှစ်သိန်းတော့လဲဂျိုင်းထဲမှာရှင်မြန်ကစားခဲ့တဲ့လာလီဂါပွဲစဉ်တွေမှာသူတို့ရဲ့ကစားသမားအချို့ပေါ့နော်နည်းနည်းလေး rotation လုပ်ပြီးကစားထားတာဆိုတော့ဒီပွဲစဉ်မှာတော့သူတို့ရဲ့အဓိကကစားသမားအစုံလုံးပြန်ပြီးတုံးလာဖို့ရှိပါလိမ့်မယ်အဲ့တော့ကိုယ်သမားနေရာမှာဆိုတော့ Real Madrid ကိုပြန်ကြည့်မယ်ဆိုတော့ Cortrice ထပ်ပြီးတော့ပွဲထွက်လာဖို့ရှိမယ်ညာဘက်ခြမ်းခန့်စစ်မှာတော့ဒီပွဲစဉ်မှာကျွန်တော်တို့ favorite ကိုပြန်ပြီးမြင်တွေ့ရဖို့ရှိမ မထင်နဲ့ဗဘချန်းကစက်မှာတော့ဖာလမန်ဒီခန်စစ်အတွင်းလူနေရာမှာတော့ရူဒီကာရာအဖျားဝေဒနာကနေတက်တာပြီးတော့ရှင်ပြန်ကစားနိုင်ဆိုလို့ရူဒီကာအလာဘာဒါမို့ကျော်နေရူဒီကာနဲ့အဆန်စီယိုအတွဲကိုထပ်ပြီးတွေ့ရဖို့ရှိပြီးရူဒီကာရာမှကစားနိုင်မှုဆိုရင်တော့အဆန်စီယိုနဲ့ဒေးဗစ်အလာဘာကိုတွေ့ရဖို့ရှိပါလိမ့်မယ်ဗျကွင်းလဲဘက်မှာတော့ကျွန်တော်ဒီပွဲစဉ်မှာဘယ်လင်ဂန်ပြန်ပြီးပါဝင်နေတာဖြစ်တဲ့ကြောင့်ဘယ်လင်ဂန်ရဲ့ကျွန်တော်ဒီကာမာဗင်ဂါရဲ့ချူအာမန်နီရဲ့ကွင်းလင်အတွဲဖက်အဲ့ဒီဟာကိုတွေ့ရဖို့ရှိပြီးတော့ကျွန်တော်ဒီတိုက်စစ်ပိုင်းမှာဆိုတော့ကျွန်တော်ဒီရူဒီကိုအမ်ဘပေနဲ့ဗနီစရိုကိုထပ်ပြီးတော့တွဲဖတာဖို့ရှိမယ်အဲ့တော့ဘရိုင်းတီးယက်စ်ကတော့ပြီးခဲ့တဲ့ပွဲစဉ်မှာအနိုင်ကိုသွင်းခဲ့တဲ့ဒီဘရိုင်းတီးယက်စ်ကတော့ဒီပွဲစဉ်မှာအရန်ကစားသမ ှအဖြစ်နဲ့ပဲထပ်ပြီးပေါ်ထွက်လာဖို့ရှိမလားဒါမှမဟုတ်ပဲ brand ds ကိုထပ်ပြီးတော့442ပုံစံမှာတုံးခဲ့မယ်ဆိုရင်တော့ကွင်းလေယာ ကမဗင်ကန်နဲ့ချူအမန်နီမှာကမဗင်ကန်အောက်ပြီးတော့ဘယ်လင်ကန်နဲ့ချူအမန်နီတို့ရဲ့ကွင်းလယ်ကိုလည်းတွေ့ကောင်းတွေ့ရနိုင်တဲ့နေရာလေးမှာရှိပါရဲ့ဗျာတစ်ဖက်ကအတလူကမထွက်သေးရင်လူစင်းကိုကြည့်ရမလို့အတလူကမထွက်သေးရင်ကုဒမနီယာမှာတော့အော်ပလက်ညဘချင်းခန်စင်မှာတော့လော်ရန်ဒီဘဘချင်းခန်စင်မှာတော့ဂါလန်ခန်စင်အတူတူနေရာမှာဆိုတော့ကျွန်တော်ဂျေမီနက်တို့လန်ဂလတ်တို့ရှိတဲ့အပြုံမှာနောက်ထပ်ရွေးချယ်စရာလေးဒီပွဲစဉ်မှာထပ်ပြီးတော့မြန်မာဆဆရှိလာပြီအဲ့တော့ခန်စင်တန်းကကျွန်တော်ဒီနော်မတ်တို့ဘာတို့လည်းတုံးလို့ရသလိုကျွန်တော်ဒီကွင်းလယ်ဘက်မှာဆိုလဲရိုဒီဂိုဒီပေါ်နဲ့ဘာရီယိုစ်ဒါမှမဟုတ်ကျွန်တော်ဒီရိုဒီဂိုဒီပေါ်ကျွန်တော်ဒီနောက်ထပ် အသုံးပြုစရာဖြစ်တဲ့ကွန်နာကာလေးကဒါတွေလိုလဲကျော်ရွေးချယ်လို့ရလို့ဘဘချန်ကွင်းလယ်ပေါ်မှာဆိုတော့လီနိုညာဘချန်မှာဆိုတော့ဆီမိုနီတိုက်စစ်ဘက်မှာဆိုတော့ဂျူလီယန်အေဗာစ်နဲ့ခရစ်စမန်တို့ထပ်ပြီးတွဲထလာဖို့ရှိတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့တိုက်စစ်ဘက်ကိုပြောင်းလဲလုပ်ချင်တယ်ဆိုတော့လက်ဇန်နာဆော်ရိုတို့ဘာလို့လဲ၃လကိုရှိတယ်ဗျ။ဒါမှလည်းရီယယ်မက်ထရစ်နဲ့အက်တလီကိုမက်ထရစ်တို့ရဲ့ဒီပွဲစဉ်မှာဆိုရင်တော့နှစ်ဖက်သင်းရဲ့လူအင်အားအရာတော့အရင်ကြီးကြီးမားမားကွာခြားကြတော့မရှိဘူး။ individual scale နဲ့ individual performance ရဆိုတော့ Finneas MVP တို့ Rodrigo ရဲ့ပြီးတော့ Bellingham တို့ရဲ့ကျွန်တော်ဒီရီယယ်မက်ထရစ်လူစင်းကတော့ကျွန်တော်တစ်ဖက်ကအက်တလီကိုမက်ထရစ်အသင်းရဲ့ Griezmann တို့ Everest တို့ပြီးနောက်ထပ် Rodrigo De Paul တို့ရဲ့လူစင်းထက်ဆိုင်တော့ individual scale နဲ့ individual ရဲ့ performance ရတော့အသာစီးရနေရတော့မှန်တယ်ဒါပေမဲ့ team form အရဆိုတော့အတလူတကူ metric အသင်းရလဲအရင်ကတော့ short တော့မင်းရောဗျ team form ကောင်းကောင်းနဲ့ခန်းစစ်ကိုကြည့်တိလေးကစားတံမြင်တက်စစ်ကနေအကောင်းဆုံးအသုံးချနိုင်တာဆိုတော့ဒီပွဲစဉ်မှာလည်းဒီ time နဲ့ထပ်ပြီးကစားလာဖို့ရှိမယ်ဒါပေမဲ့တခုဆိုရမှုရှိတာအတလူ metric အသင်းကဒီပွဲစဉ်မှာသူတို့ကပွဲစားတဲ့ခန်းစစ်ကိုအဓိကကျွန်တော်တို့ဦးတည်ပြီးတော့ကစားလို့မရအောင်ဗျသူတို့ကနိုင်ဖို့အတွက်လိုရတာဖြစ်တဲ့ကြောင့်မို့နိုင်ဖို့အတွက်သူတို့ကတိုက်စစ်ကိုအဓိကဦးစားပေးပြီးကစားရမယ်အဲ့လိုအခြေအနေကြရင်တော့ real metric အသင်းရဲ့တံမြင်တက်စစ်တွေကပို့ပြီး ီးတော့ထိရောက်တယ်ပို့ပြီးတော့အလုပ်ဖြစ်တယ်ဆိုတာပြီးခဲ့တဲ့ကြုံလေးမန်စီးတီးတို့ဘယ်နဲ့ပွဲစဉ်မှာကျွန်တော်တွေ့ခဲ့ရတယ်ဗျအဲ့တော့အဲ့ဒါလည်းမထွက်သေးနေတယ်ဒီပွဲစဉ်နည်းနည်းလေးသတိထားပြီးကြီးကြီးမားမားလေးသတိထားပြီးကစားဖို့ရှိပြီးတော့အခက်မသိလို့ရီးမထွက်သေးတာဦးဆောင်ကိုရလာရင်တော့တို့တို့အတွက်ပြန်လာဖို့ခက်ခဲတဲ့ပုံစံမျိုးဖြစ်သွားနိုင်တယ်ပွဲစဉ်မှာဗျအဲ့တော့လူစင်းအင်အားရတော့နှစ်သိန်းလုံးမှာတော့ကျွန်တော်ရလက်ကောင်းဖော်ဆောင်နိုင်မှုအတွက်အင်ပြအားပြည့်ရှိတယ်ဒါပေမဲ့ဒန်ရစင်းအညာပြန်ကြည့်ရမယ်ဆိုတော့ရီးမထွက်လေးရတော့ဒန်ရစင်းမှာနည်းနည်းလေးပုံများနေတဲ့ကစားသမားတွေရှိပြီးတော့အဲ့ဒါလည်းမထွက်သေးတဲ့ဒန်ရစင်းကတော်တော်လေးကိုကောင်းမွန်တဲ့လူစင်းတစ်ခုကိုပိုင်ဆိုင်ထားတာကိုကျွန်တော်တွေ့ရပါတယ်ဗျဟုတ်ကဲ့ကို ဆိုတော့လက်ရှိဒါ Real Madrid အသင်းအရတော့တို့အနေနဲ့ပထမအကြိမ်မှာဝင်ကစားခဲ့တဲ့ဒါကျွန်တော်အဓိကကိုယ်စားမ Cortez အနေနဲ့ဒီပေါ်စင်မှာတော့ပါဝင်လာနိုင်မှာတော့မဟုတ်ဘူးဗျာဒီအနေထားတစ်ခုက သူတို့ရဲ့ cancer ဘိုင်းမှာအနေနဲ့လေရော်ရဲသွားတဲ့ပုံစံမျိုးလေးများဖြစ်လာမလားဆိုတာလေကျွန်တော်တစ်ချက်စောင့်ကြည့်ရမှာဗျာဆိုတော့ထူးခြားတဲ့တစ်ခုကဒီနှစ်သင်းဒီကျွန်တော်တို့ဒါရှေးကပထမအကျော်ပွဲစဉ်မှာလေသူတို့ကစားခဲ့တဲ့ပုံစံတွေအရာဒါကျွန်တော်နှစ်သင်းစလုံးက classic 442ပုံစံကြီးကိုကျွန်တော်ပုံစံပွဲတီးပြီးတော့ကစားတယ်နှစ်သင်းစလုံးကတံပြန်တိုက်စစ်ကိုအရန်အားပြုပြီးတော့ကစားတဲ့ပုံစံတစ်ခုကျွန်တော်မြင်တွေ့ခဲ့ရတယ်ဆိုတော့နောက်ထပ်တစ်ခုကဒါကျွန်တော် Atletico Madrid အသင်းဆိုတဲ့ပထမအကျော်မှာဆိုလို့ရှိရင်ဒါသူတို့အနေနဲ့442ကစားခွက်မှာအလဲတန်း၄ယောက်စလုံးကိုသူတို့အနေနဲ့ minute 80ကျော်မှာအကုန်လုံးလူစားလဲခဲ့တာဗျာဆိုတော့ဒီအနေထားတစ်ခုကြောင့်ဒီနေ့ပွဲစဉ်မှာ တို့အနေနဲ့ဒါကျွန်တော်တို့ပိုပြီးတော့ကောင်းမွန်တဲ့လူစီရင်တစ်ခုများထပ်ပြီးတော့ထုတ်လာနိုင်အောင်မလားဆိုတော့အဓိကကျွန်တော်တို့ခန်းစစ်ကစားပုံကျင်းလက်ပါတယ်ဆိုတော့အက်တလက်တီကိုမက်ဒရစ်အသင်းကိုဒါရီယယ်မက်ဒရစ်အသင်းအနေနဲ့ဒါကျွန်တော်ဂိုးသွင်းယူဖို့အတွက်ဒါလှင်မြန်တဲ့တိုက်စစ်ကစားသမားတွေဒါဗီနီရှာတို့အမ်ဘာဘေးတို့လို့ကစားသမားတွေနောက်ကျွန်တော်တို့အာ ကွင်းလယ်မှာဆိုလို့ရှိရင်လည်းဒါကာဘာမေမဂါတို့ဒါချိုမန်နီတို့လိုကစားသမားတွေခေါင်းတွေပိုင်းဆိုင်ထားတာဖြစ်တဲ့အတွက်ရီမက်ဒရစ်အသင်းအနေနဲ့ဒီနေ့ပွဲစဉ်မှာတို့ထပ်မံပြီးတော့ထိုးပေါက်ပြီးတော့ဒီဒုတိယအကြော့မှာရောဒါတွင်ကိုးတွေနဲ့ထပ်တွင်ပြီးတော့တသက်ပြလာနိုင်မဲ့ပွဲစဉ်တွေဖြစ်လာနိုင်မလားဒါမှမဟုတ်ရင်ကျွန်တော်တို့ဒါအက်တလတီကိုမက်ဒရစ်အသင်းကလည်းတို့ရဲ့ဒါကောင်းမွန်တဲ့ခံစစ်တစ်ခုကိုကြီးကြီးလေးလေးပို့ပြီးတော့ကျစ်လက်တော်အောင်ကစားပြီးတော့ခုခံကစားပြီးတော့ဒါတမြန်တိုက်စစ်ကောင်းတစ်ခုနဲ့ဒါရီမက်ဒရစ်အသင်းဘက်ကိုဒါဒုက္ခပေးမဲ့တွင်ကိုးတွေများစောစောစီးစီးရယူသွားနိုင်မလားဆိုတော့အဓိကကတော့လူစီအင်အားပိုင်းဆိုင်ရာအရာမှာဆိုရင်တော့ကျွန်တော်ကတော့ဒါရီ မက်ထရစ်အသင်ဘက်မှာပို့ပြီးတော့အားသာချက်လေးများရှိမယ်လို့ထင်တယ်ဆိုတော့သူတို့မှာဒဏ်ရာရလူဇယင်းတွေရှိတယ်ဆိုပေမဲ့လည်းသူတို့ရဲ့လက်ရှိပွဲထွက်၁၁ယောက်ဇယင်းကအတလတီကိုမက်ထရစ်အသင်ရဲ့၁၁ယောက်ဇယင်းထက်ဆိုင်ပို့ပြီးတော့အားရစရာလေးကောင်းနေတယ်လို့ကျွန်တော်ခံစားရတယ်ဗျနောက်တစ်ခုကတော့ဒါအတလတီကိုမက်ထရစ်အသင်ကသူတို့ရဲ့အိမ်ကွင်းဆိုပေမဲ့လည်းဒါရီယယ်မက်ထရစ်အသင်ရဲ့ဒါလူဇယင်းအင်အားတောင့်တင်းမှုတစ်ခုတော့ကျွန်တော်ဒီနေ့ပွဲစဉ်မှာထပ်မံပြီးတော့မြင်တွေ့လာရမှာဖြစ်ပြီးတော့ဒါ twin core တွေကလည်းကျွန်တော်တို့ဒါအပြန်အလှန် twin core လေးတွေလည်းဖြစ်လာနိုင်ခြင်းရှိတယ်ဗျဟုတ်ကဲ့ ကျွန်တော်တို့ဒါအက်တလက်တီကိုမက်ဒရစ်အသင်းနဲ့ရီယယ်မက်ဒရစ်အသင်းတို့ကချန်ပီယံလိ16သင်းရှုံးထွက်အဆင့်အုံမှာဒုတိယအကြော်တို့ထပ်မံပြီးတော့ကစားမယ်။ဒီရာသီမှာဒီနှစ်သင်းတွဲဆုံမှုကဒါ၄ပွဲအထိရှိလာပြီဆိုတဲ့အနေအထားတစ်ခုမှာအင်ကွင်းဝေကွင်းအင်ကွင်းဝေကွင်းဆိုတဲ့အနေအထားတစ်ခုတွေကိုတို့ပြန်ဆိုင်ခဲ့ရတယ်။ဆိုတော့ဒီအနေအထားမှာကျွန်တော်လာလီကာမှာတော့၂ကြော်စလုံးတို့အနေနဲ့တကြီးရလက်ထွက်ပေါ်ခဲ့တယ်ဆိုပေမဲ့ဒါချန်ပီယံလိပထမအကြော်မှာတော့ဒါရီယယ်မက်ဒရစ်အသင်းကဒါအကောင်းဆုံးအတုံးချပြီးတော့ဒါ2-1ဆိုတဲ့ရလက်နဲ့အနိုင်ရရှိခဲ့ရပြီ။ဆိုတော့ဒုတိယအကြော်မှာအက်တလက်တီကိုမက်ဒရစ်အသင်းကဒါတို့အနေနဲ့အနည်းဆုံးလိုအပ်နေတဲ့တကူအတာနိုင်ပွဲတစ်ခုမိနစ်90အတွင်းရှာဖွေတွေ့ ွေ့ရှိသွားနိုင်မလားဒါမှမဟုတ်ရင် Real Madrid အသင်းကဒါအကောင်းဆုံးခုခံကစားပြီးတော့ဒါတေးရလက်လေးထွက်ပေါ်လာရုံနဲ့တို့တို့နောက်ထပ်တစ်ဆင့်တက်လှမ်းရမှာဆိုတော့တေးရလက်ထွက်ပေါ်အောင်ဦးတည်ပြီးကစားလာမှာဒါမှမဟုတ်ရင်ကျွန်တော်တို့ဒါဒုတိယအကြော့မှာတော့ပုံပြီးတော့မြိုင်ဆိုင်တဲ့ပွဲစဉ်တွေနောက်ကျွန်တော်တို့ဒါ Twin Co အပြန်အလှန် Twin ယူတဲ့ပွဲစဉ်တပွဲအောင်မြင်တွေ့လာရနိုင်ရရှိမလားအကိုရဲ့အမြင်လေးနဲ့ဂိုးရလက်လေးရောဘယ်လိုမျိုးပုံစံလေးဖြစ်မလဲဗျာ ဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်ကတော့ကျွန်တော်တို့နှစ်သိန်းလုံးအတွက်အရေးပါတာနဲ့ညီကျွန်တော်တို့ ancient athletic metric တင်အောင်သူတို့ကတော့ဒီပွဲစဉ်ကိုနိုင်အောင်နိုင်ဖို့လိုတယ်။တစ်ဖက်က real metric ကတော့တေချောင်းနိုင်သူတို့ကနောက်တစ်ဆင့်ကို acc တက်တောင့်တတလေးတက်ရောက်နိုင်တဲ့အနေထားမှာရှိတယ်။အဲ့ဒါအပြင်မှာ champion league ဆိုတော့ real metric တင်ရင်တပါနဲ့ champion league ရဲ့လက်ကိုတော့တခြားအသင်းတွေတော်များများရှင်မှုအတွက်တော်တော်လေးခက်ခဲတယ်ဗျ။ real metric ကသူတို့သူတို့ကျွန်တော်တခြားပြိုင်ပွဲတွေမှာဘလို့ပဲခြေစမ်းပိုင်းရအောင်ကစားသမားတွေစွမ်းဆောင်ရင်ပိုင်းရအောင်နင်းကြနေပါသေး champion league ဆိုရင်တော့ဒီကစားသမားတွေကကျွန်တော်တခြားကစားသမားတွေနဲ့မတူတော့လောက်အောင်ခြေစွမ်းပြပြီးတော့စွမ်းဆောင်ကုန်ပြန်ပြီးပြနိုင်တယ်။ရလက်တွေတခြား ားပြိုင်ပွဲတွေမှာမကောင်းခဲ့ဘူးဆိုတော့ချန်ပီယံလိမှာရက်လက်ကောင်းရရှိဖို့စွမ်းဆောင်ကောင်းရရှိဖို့သူတို့ကပြန်ပြီးတော့ချက်ချင်း turn round ပြန်လုပ်နိုင်တဲ့အနေအထားလေးမှာကျွန်တော်အမြဲတမ်းတွေးခဲ့ရတယ်ဗျာဒီလိုပဲအသလင်ကွန်မထရက်နဲ့ပွဲစဉ်မှာလည်းပထမကြောင်မှာသူတို့ကဖီအားကင်းကင်းနဲ့ငိုးတကူနဲ့နိုင်ခဲ့တယ်အဲ့ဒါပြောမှာကျွန်တော်ဒီတုံးကိုတကူလုံးနဲ့နိုင်တဲ့ဒီနိုင်ဖို့တော့ဗောနောအခွင့်အရေးချန်စီရခဲ့ဆိုမှအတုံးမချနိုင်ခဲ့လို့က2-1ဆိုရက်လက်နဲ့ပြီးသွားတာအဲ့တစ်ဖက်ကကျွန်တော်ဒီအသလင်ကွန်မထရက်တင်ရယ်ရယ်မထရက်တင်ဝေးကွန်းမှာရှုံးလိုက်ခဲ့တဲ့ဆိုရဲ့အနေအထားကဒီအိမ်ကွန်းမှာတော့ပြန်ပြီးတော့အနိုင်ရရှိမယ်ဆိုရင်သူတို့အတွက်အခွင့်အရေးကောင်းတစ်ခုကိုဖန်တီးနိုင်မယ်ဆိုတဲ့အနေအထားရှိတာမှန်ပေမဲ့လည်းပထမကြောကျွန်တော်ဒီအတွင်းကိုတွေရရှိခဲ့တဲ့အနေအထားကိုကြည့်ရမယ်ဆို သိန်းလုံးကဘစ်ချက်နေရနေကိုရရှိသွားတဲ့အနေထားကိုကျွန်တော်မတွေ့ရဘူးဗျ။ကစားသမားတွေ individual square ရတူချင်းဆွမ်းဆောင်ရင်ကောင်းနေကြအောင်ရရှိခဲ့တဲ့ twin goal တွေပဲကျွန်တော်တွေ့ခဲ့ရတယ်။အဲ့တော့ဒီတစ်ချိန်မှာရောကျွန်တော်တို့ဒီနှစ်သိန်းကအဲ့လိုမျိုးအခွင့်အရေးတွေကိုများများမျိုးများကျွန်တော်တို့အပိုင်အခွင့်အရေးတွေဖန်တီးနိုင်မှုအတွက်လွယ်ကူပါမလားဆိုတဲ့တန်ရက်လေးတစ်ခုတော့ရှိနေတယ်ဗျ။အဲ့တော့ဒီပွဲစဉ်ကဖြစ်နိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ Real Madrid အသင်းက Bellingham ပြပဝင်လာနိုင်တဲ့ကွင်းလင်နဲ့တိုက်စစ်ပိုင်းကတော့ Bellingham ရဲ့လှုပ်အားတွေတူအားယုံအားနဲ့ကစားပုံတွေကတော့ Atletico Madrid အသင်းကိုဒီဒုတိယချက်မှာတော့ထပ်ပြီးတော့ပို့ပြီးတော့အခက်တွေသွားနိုင်စေနိုင်တဲ့အနေအထားမှာရှိတယ်။အဲ့တော့ပထမအကြိုးထပ်ပို့ပြီးတော့အင်အား ားကောင်းလာတဲ့ real metric ကိုရင်ဆိုင်ရမယ့်အနေအထားမှာရှိပါရဲ့ဗျအဲ့တော့ဒီပွဲစဉ်တွေမှာလည်းတောက်လျှောက်ကျွန်တော်တို့တွေးဆောင်ခဲ့ရတဲ့အတိုင်းမှာလည်းအများအန်းဒီနှစ်သင်းက benefit ဓာပြီးနဲ့ညီပွဲလဲကောင်းတယ်ပွဲလဲကျန်းတယ်လို့ချန်ပီယံလိဆိုလဲ real metric ကနောက်တစ်ဆင့်ကိုအများအန်းကြော်ဖြတ်နိုင်တယ်ဆိုတဲ့အနေအထားထပ်ပြီးတော့ဒီပွဲစဉ်မှာလည်းဂျက်လက်ကောင်းတစ်ခုကိုရရှိအောင်ဆွမ်းဆောင်နိုင်မှုတွေ real metric သင်ရဲ့ကစားသမားတွေစိတ်ပိုင်းဆိုင်ရာမှာတော့အသာစီးရနေမှာတော့ကျွန်တော်တို့တွေးရဖို့ရှိလိမ့်မယ် athletic metric သင်ရဲ့ကစားသမားတွေကတော့ဒီအနေအထားကသူတို့အတွက်ပြောမယ်ဆိုတော့စိတ်ပိုင်းဆိုင်ရာမှာအနည်းလေးနည်းနည်းငယ်အနည်းငယ်လေးထိုးနှက်ချက်တစ်ခုဖြစ်သွားနိုင်တဲ့အနေအထားလေးမှာရှိမယ်လို့ကျွန်တော်ထင်မိတယ်ဗျအဲ့တော့ဒီပွဲစဉ်က ပြောရမယ်ဆိုရင်ပထမအကြော့လိုပဲအပြန်လန် twin ကိုလေးတို့မြင်ရမယ်ပွင့်တဲ့ဘွယ်ဖြစ်တယ်ဆိုရင်လည်းအပြန်လန် twin ကိုအများကြီးတဲ့ဆိုင်အပြန်လန် twin ကိုမြင်ရမယ်ဆိုတော့တစ်ဖက်ကိုတကူးစီနဲ့တေးဘွယ်အဲ့လိုမှမဟုတ်ဘဲနဲ့နိုင်ဖို့ဆွဲဆိုတော့ကျွန်တော် Champion League မှာပို့ပြီးတော့တပါနဲ့အထွေထွေပို့များပြီးတော့ကမ်ပိုကောင်းတဲ့ Real Madrid အတင်းကိုတော့ပို့ပြီးတော့အကြိုက်တွင်းမိတယ်အဲ့တော့အဒီပွဲတင်မှာအကယ် Real Madrid အတင်းနိုင်ခဲ့မယ်ဆိုတော့နှစ်ကိုးတကိုးဆိုရင်ရက်လက်အဲ့လိုမှမဟုတ်ဘဲမိနစ်90တွင်တကူးစီတေးကြပြီး Real Madrid အတင်းကနောက်တစ်ဆင့်ကိုတတ်သွားနိုင်မယ်ဆိုတဲ့အနေထားလေးတော့ရှိမယ်လို့ကျွန်တော်ထင်မိတယ်အဲ့တော့ Atletico Madrid အတင်းရဲ့နိုင်ဖို့ကိုမြင်ဖို့အတွက်ဆိုင်တော့တစ်ဖက်တကူးစီတေးဘွယ်မဟုတ်ရင်တော့ Real Madrid အတင်းကနှစ်ကိုးတကူးနဲ့ထပ်ပြီးတော့အနိုင်ယူ င်းကိုဖော်ဆောင်သွားနိုင်မယ်ပွဲတစ်ပွဲဖြစ်မယ်လို့ကျွန်တော်ထင်မိပါတယ်ခင်ဗျ။ ဟုတ်ကဲ့ပါကိုကြီးတို့အတလက်တီကိုမက်ဒရစ်အသင်းကသူတို့ရဲ့အိမ်ကွင်းမှာဒီတစ်ခေါက်တော့ပြန်ပြီးရှင်ပြန်ရမယ်ဆိုတဲ့အနေထားရီယယ်မက်ဒရစ်အသင်းကလည်းဒါကျွန်တော်တို့အိမ်ကွင်းမှာဒါ2-1ဆိုတဲ့ရလဒ်တစ်ခုနဲ့အနိုင်ရရှိခဲ့တယ်ဆိုတဲ့အနေထားဆိုတော့အတလက်တီကိုမက်ဒရစ်အသင်းကတော့ဒါပြောမယ်ဆိုလို့ရှိရင်ဒီနှစ်သင်းကလာလီဂါမှာလဲကျွန်တော်အရင်အမှတ်ကွာဟနေရမှာမဟုတ်ဘူးဗျတတ်မှတ်ပဲကွာရဲဆိုတော့ဒါကျွန်တော်အဆင့်နှစ်နဲ့သုံးနေရမှာရက်တည်နေတယ်ဆိုတော့ရီယယ်မက်ဒရစ်အသင်းကလည်းဒါကျွန်တော်တို့ဒါအဆင့်တစ်ကဒါဘာစီလိုနာအသင်းနဲ့သူတို့အနေနဲ့ရမှတ်2အဆင့်နှစ်နေရမှာရက်တည်နေတာဆိုတော့သူတို့လည်းလာလီဂါမှာထပ်မှန်ပြီးရုံးကန်ရအောင်မဲ့အနေထားတစ်ခုတော့ဖြစ်တယ်ဗျဆိုတော့လာလီဂါ ာမှာတော့ဒီ3သင်းစလုံးက title race တဲမှာရှိနေသေးရဲ့အကျိတ်နယ်လည်းရှိနေသေးရဲ့ဆိုတော့ဒါကျွန်တော်လာလီကာမှာလည်းသူတို့ရဲ့ပြိုင်ဆိုင်မှုတွေကိုကျွန်တော်ထပ်မံပြီးမြင်တွေ့ရမယ်တစ်ဖက်ကကြည့်မယ်ဆိုတော့ဒီဘက်က champion league မှာကတော့ဒါထုံးစံတိုင်း real madrid အသင်းက champion league မှာအခုပြောခဲ့သလိုပဲသူတို့ရဲ့တဘာတော့ကျွန်တော်အရင် short တွက်လို့မရတဲ့အနေအထားတစ်ခုမှရှိတယ်နောက်တစ်ခုကအရင်ကန်ကောင်းတတ်တဲ့အစင်လာတစ်ခုရှိတယ်နောက်တစ်ခုက atletico madrid အသင်းကိုလည်းသူတို့အနေနဲ့ဒီအစင်မှာအများနဲ့ကြော်ဖြတ်နေကြအနေအထားတစ်ခုဆိုတော့ real madrid အသင်းရဲ့ဒါကန်ကောင်းမှုတွေကနောက်ထပ်တစ်ချိန်ကျွန်တော်ထပ်မံပြီးမြင်တွေ့ရအောင်မလားဆိုတော့လည်းဒီနေ့ပွဲစဉ်မှာစောင့်ကြည့်ရမှာဖြစ်သလိုတစ်ဖက်က real ဒရစ်အသင်းကိုဒီနေ့ပွဲစဉ်မှာအတလတီကိုမက်ဒရစ်အသင်းကအကယ်၍သူတို့ကြော်ဖြတ်နိုင်ခဲ့တယ်ဆိုရင်တော့မှပဲအရင်ကြီးကျွန်တော်ဂိုးအများကြီးနဲ့ဂိုးပြတ်နိုင်ရလက်တခုတော့ကျွန်တော်မြင်တွေ့ရမယ်လို့တော့မထင်ဘူးဆိုတော့ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့နိုင်မယ်ဆိုရင်တော့မှပဲကျွန်တော်ဒါရီယယ်မက်ဒရစ်အသင်းဘက်မှာ chance ကပို့ပြီးတော့ရှိတယ်ဆိုတဲ့အနေအထားတခုတော့ရှိတယ်ဆိုတော့အကယ်၍နိုင်ခဲ့မယ်ဆိုရင်လည်းဒါကျွန်တော်တကူအသာလုံးနဲ့နိုင်မယ်ပွဲစဉ်ဖြစ်ပြီးတော့ဒီနေ့ပွဲစဉ်ကတော့ကျွန်တော်အနေနဲ့ဒါပထမအကြောအားလို့ပုံစံမျိုး2-1ဆိုတဲ့ရလက်လောက်တခုနဲ့ဒါရီယယ်မက်ဒရစ်အသင်းကများအနိုင်ရရှိသွားမှာဒါမှမဟုတ်ရင်ကျွန်တော်တည်ရလက်တခုပဲထွက်ပေါ်သွားမှာပေါ့လေဆို ော့ဒီနေ့ပွဲစဉ်မှာတော့ဘယ်အသင်းနိုင်နိုင်နောက်ထပ်တက်စင်ကိုတက်လှမ်းသွားမဲ့အသင်းကတော့ Real Madrid အသင်းဖြစ်ဖို့ရာ chance ကပိုပြီးတော့များပြီးတော့အကယ်၍ Real Madrid အသင်းကနိုင်မယ်ဆိုရင်2-1ဆိုတဲ့ရလဒ်တစ်ခုနဲ့အနိုင်ရရှိသွားနိုင်ရည်ရှိရဲ့ Atletico Madrid အသင်းကတော့ပြန်ပြီးတော့တောင်းပြန်ကစားနိုင်မယ်ဆိုရင်တော့ဒါ1-1ဆိုတဲ့တေရလဒ်တစ်ခုတော့ကျွန်တော်မြင်တွေ့သွားရနိုင်ရည်ရှိပါတယ်ဒါပေမဲ့ Real Madrid အသင်းရဲ့ Champions League ရှုံးထွားအဆင့်မှာသူတို့ပြသတဲ့ခြေစွမ်းတွေကိုတော့ကျွန်တော်တို့အရင် short တက်လို့မရတာဖြစ်တာနဲ့အညီဒီနေ့ပွဲစဉ်မှာလည်း Real Madrid အသင်းအတွက်ပွဲစဉ်နောက်ထပ်တစ်ပွဲဖြစ်လာဖို့ရရှိပွဲချင်းအတွင်းထဲမှာတေရလဒ်ထွက်ပေါ်လာမလားဒါမှမဟုတ်ရင်ကျွန်တော်တို့ဒါ တကူအတာလောင်းတဲ့ Real Madrid အသင်းကနောက်ထပ်တစ်ဆင့်တက်လှမ်းသွားမလားဆိုတာကိုပဲကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပြီးတော့အကယ်၍ဒါ twin goal အနေနဲ့ကတော့ကျွန်တော်တို့အများဆုံးဖြစ်နိုင်ဆုံးကတော့ဒါ2-1ဆိုတဲ့ပထမအကြောအရာလက်တစ်ခုပဲထပ်မှန်ပြီးတော့မြင်တွေ့သွားရဖို့လည်းရှိပါတယ်ဗျ။ ဟုတ်ကဲ့ပါကွယ်ကျွန်တော်ဒါအက်တလတီကိုမန်ဒရက်အသင်းနဲ့ရီယယ်မန်ဒရက်အသင်းတို့ရှင်ပြိုင်ကစားကြမဲ့ချန်ပီယံလိဒါ16သင်းရှုံးထွက်အဆင့်ရဲ့ဒုတိယအကြော့ပွဲစဉ်ရဲ့ပွဲကျင်လို့လည်းကျွန်တော်ပြန်ပြောပြပြပြအောင်ဗျဟုတ်ကဲ့ပါကွေဒီပွဲစဉ်ကတော့ Champions League 16သင်းအဆင့်ဒုတိယအကြော့ရှုံးထွက်ပွဲစဉ်အဖြစ် Madrid Derby အနေနဲ့ Atletico Madrid အသင်းနဲ့ Real Madrid တို့ကအခုလာမယ့်ပိုတိုနေည၂နာရီခွဲမှာရှင်ပြိုင်ကစားတော့ကြမှာဖြစ်ပါလေခင်ဗျာဒါကတော့ Atletico Madrid အသင်းနဲ့ Real Madrid အသင်းတို့ရှင်ပြိုင်ကစားကြမဲ့ Champions League 16သင်းရှုံးထွက်အဆင့်ဒုတိယအကြော့ပွဲစဉ်ရဲ့ပွဲကျွတ်သုံးသပ်ချက်စီစဉ်မှာဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်တွေနဲ့တူလဲပြန်လာခဲ့ပါအောင်မယ်ဗျာ